စမ်းမယ်။အာနာသိမ့်ပြီးနောက်ကိုလက်တယောက်ရဲ့စီးပွားရေးလုပ်ငန်းတွေဟာဒေါ်စုလက်ထက်ကလောက်မကောင်းတော့ပဲ။ဝင်ငွေအင်ပဒန်ကျော့နေသွားသည့်အတွက်စိတ်ပြက်လက်ပြက်ရှိလို့နေရမှာ။ဖခင်ကြောင့်သူသွားပြီးစုတောင်းရအတွက်သူစီးနေကြမန်ယူဖန်ဆက်ကသမားအားဖုန်းဆက်လန်းခေါ်ရင်းထွက်သွားလိတော့သည်။တန်ကောင်းထောက်မှစွာမနဲ့အစောကြီးဖြစ်နေလို့လားမသိ။ဖခင်ကြောင့်လည်းဘသူမှမရှိတိတ်ဆိတ်လျက်ရှိနေသည်။ကိုလက်မလည်းသဘောကျစွာ စမှုစွာပြုံးပြုံးလိုက်ရင်ငြိမ်သက်စွာဥပြုဆူတောင်းနေတော်သည်သူဤ KTV မာဆက်လုပ်ငန်းများအရင်လိုတိုးတက်ကောင်းမွန်လာစေရန်ဝင်ငွေတွေအရင်လိုပြန်လည်ပြီးတိုးတက်လာစေရန်အာယုံပြုဆူတောင်းလျက်ရှိရာထို့စဉ်နွမ်းပါစွာဝတ်ဆင်ထားသူဆင်းရဲသားတူငိုယိုအော်ဟေလျက်သူဤမနီမဝေးထိုင်ကုန်တွင်ထိုင်ပြီးအရှင်ဖျားကြဲတော်မူပါကျွန်တော်ရဲ့တီးနှံတွေပျက်စီးကုန်လို့ကျွန်တော်မှစားကြတော့မရှိတော့ပါဘူးဒုက္ခရောက်နေပါပြီ ကဲတော်မူပါအရှင်ဗျာဆိုပြီးစူတောင်းနေတဲ့အတန်ကိုကိုလက်တယောက်ကြားလိုက်ရတယ်ထိုသူဤအော်ဟစ်ငိုကြွေးတန်ကြောင့်ကိုလက်တယောက်သူ့အနာကိုဖြီးဖြီးချင်းလမ်းလျှောက်သွားကနွမ်းပါးစွာဝတ်ဆင်ထားသူကိုမေးလိုက်တော့သည်ဒီမှာခမညာခမညာရဲ့ဆုံးရှုံးမှုတွေကဘလောက်တောင်များလို့ဒီလိုတော့အော်ဟစ်စူတောင်းနေရတာလေဆိုပြီးမေးလိုက်တယ်အကူရဲ့ကျွန်တော်ငါးထောင်ဘိုးလို့ဆုံးရှုံးသွားရတာအခုစားကြတော့မကြံတော့ပါဘူးကိုရဲ့ ကဲ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 စကားရှိမနေနဲ့ရော့ဒီမှာတသိန်းမင်းပြန်ပြီတော့စင်ရဲသားခမရမှာလေအငူကနေအပြုံမျက်နှာဖြစ်လာကအလွန်အံ့ဩဝမ်းသာပြီးကိုလက်ကိုခြေစွပ်တင်မဆုံးဖြစ်သွားရတော့သည်ဒီလိုနဲ့စင်ရဲသားခမရခုံပေါက်လမ်းလျှောက်သွားရင်ဖះရောင်ထဲမှာထွက်သွားလေတော့သည်ထိုခါကြမှာကိုလက်တယောက်ခုနကသူဝတ်ပြုတ်ဆူတောင်းရနေရာသို့ပြန်ရောက်လာပြီအရှင်ဖះ ဟိုစင်ရဲသားရဲ့စူတောင်းတံကိုတော့ကျွန်တော်ပဲဂျားဝေပြေရှင်းပေးလိုက်ပါပြီအခုကျွန်တော်တယောက်ထဲရဲ့စူတောင်းတံကိုပဲအာယုံဆိုင်နားထောင်တော်မူပါဗျာဆိုပြီးအစချီကဆက်လက်စူတောင်းနေတော်သည်